ားလုံးပဲမင်္ဂလာပါမင်းညာကတော့ဒါ nationally ပြိုင်ပွဲရဲ့ကျွန်တော်တို့ဒါ final ပွဲစဉ်အဖြစ်ပေါ်တူဂီအသင်းနဲ့ Spain အသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ပွဲချိန်အတွင်းမှာတဖက်နှစ်ဂိုးစီတည်ကြခဲ့လို့အချိန်ပိုမိနစ်30ပေးခဲ့တယ်ဒီအတွင်းမှာလည်းကျွန်တော်တို့တည်ဆက်ကြခဲ့တဲ့အချိန်ကြောင့်မလို့ penalty အဆုံးဖြတ်နဲ့ဒါကျွန်တော်တို့ပေါ်တူဂီက Spain ကိုအနာယူပြီးတော့မှဒါကျွန်တော်2019နောက်ပိုင်းနောက်ထပ်တစ်ချိန်ပေါ်လေဒါကျွန်တော် nationally champion ထပ်ဖြစ်ခဲ့တယ်အာဒီအတွက်ကျွန်တော်တို့ဒါ proud ဖြစ်စရာက ဒီအသိရဲ့ဗောလေပေါ်တူဂီသင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့ခရစ်စတီယိုရော်နယ်ဒိုကလက်ရှိအချိန်ကြီးအသက်ကလည်း40ပြည့်နေတဲ့အနေအထားဖြစ်တာကြောင့်မို့လို့ဒါသူ့အတွက်ဗောလေနိုင်ငံအသင်းကနေအနားမယူခင်မှာအာဒါကျွန်တော် National Champion ဖြစ်ပြီးအနားယူသွားခွင့်ရတဲ့ ရမယ့်အနေအထားကြောင့်မလို့သူ့အတွက်တော့ဒါဂုံယူစရာအခြေအနေဖြစ်တယ်။တစ်ဖက်ကလာမယာမာတို့တစ်ဖက်ကဒီကျွန်တော်တို့အာဒီစပိန်ကစားသမားဖြစ်တဲ့ပတ်စရီတို့လိုလူငယ်ကစားသမားတွေအထွက်တော့နောက်ထပ်ပေါ့လေဒါကျွန်တော် National Champion ဖြစ်စရာအခြေအနေတွေအများကြီးကြုံနိုင်တဲ့အနေအထားလက်ရှိဒါကျွန်တော်စပိန်အသင်းရဲ့ squad အခြေအနေစပိန်အသင်းရဲ့ကျွန်တော်တို့ဒါစုဖွဲ့မှုအင်အားကြောင့်မလို့နောက်ထပ်ဖြစ်နိုင်ခြေတွေရှိတာကြောင့်မလို့အာကျွန်တော်တို့ဒါဒီပွဲကအာကျွန်တော်ခရစ်စတီယာနိုရိုနယ်ဒိုပိတ်သက်တဲ့ခရစ်စတီယာနိုရိုနယ်ဒိုကိုရရစေခြင်းနဲ့ မြင်ကျင်တဲ့စူပလာနဲ့မြင်ကျင်တဲ့သူတွေအတွက်တော့ဂျင်းတဲ့ဆီကပွဲပွဲလို့ကျွန်တော်ကပြောလို့ရမှာဖြစ်တယ်။အာဒီပွဲကကျွန်တော် overall performance အရာကြည့်မယ်ဆိုရင်တော့စပိန်ကကျွန်တော်တို့ကစားသမားစုဖွဲ့မှုအရာရောပေါ်တူဂီတက်ပို့ပြီးတော့ solid ဖြစ်တယ်။အာအထူးသဖြင့်တော့ဒါကျွန်တော် totally အဖြစ်အာပေါ်တူဂီကိုကျွန်တော်တို့ dominate လုပ်ကစားနိုင်တယ်။အာပွဲချိန်ဖြစ်နီးပါးနီးပါးပေါ်လေဒါကျွန်တော်တို့60ဒီ percentage အဖြစ်60ကျော်လောက်အာထိန်းချုပ်ကစားနိုင်တယ်ဆိုပေမဲ့လို့ဒီနေ့ပွဲမှာအဓိကကျွန်တော်စကားပြောသွားတာကအာဒီစပိန်တင်းရဲ့ တောင်မကစားသမားဖြစ်တဲ့အာကျွန်တော်လာမယံပဲတဖက်ကနိုက်ခိုဝီလီယံကိုကျွန်တော်တို့ဖော်တူဂီသင်းရဲ့ဒါခက်စကစားမဖြစ်တဲ့ဂျိုးမန်ဒက်စ်အာဒီဘက်ကကျွန်တော်တို့ဒီအကြောင်းနာဘက်တို့ကောင်းကောင်းထဲချုပ်သွားတဲ့အခြေအနေကြောင့်မို့လို့စပိန်သင်းရဲ့ကျွန်တော်တို့ဝင်းဒီကကောင်းကောင်းအလုံးမလုံးတော့ဘဲနဲ့ကျွန်တော်တို့ဒါကွင်းလေမှာပဲအီယောအီယောနဲ့ကျွန်တော် position base ကိုအသာယူပြီးတော့မှာ တဖက်ကပေါ်တူဂီရဲ့ခံစစ်ကိုအချိန်ချင်းထိုးဖောက်ဖို့ဂျိုးပဲပေးမယ်လို့ကျွန်တော်တို့ထိရောက်တဲ့ chance တွေထိရောက်တဲ့ဟာဟာချအနေထားတွေဘာမှကျွန်တော်တို့ Spain team ကမဖန်တီးခဲ့နိုင်တာလည်းဖြစ်တယ်အဓိကတော့ဂျိုးမန်တက်ကိုကျွန်တော် efficient လုပ်ရမှာကဒီရတယ်မှာဒါ Champion League ပွဲစဉ်တွေကိုဂျိုးမန်တက် PSG အသင်းနဲ့ဒုကစားခဲ့တယ်အာကျွန်တော် Premier League မှာတကယ်ကို ကျွန်တော်တို့ဒီပေါ့လေအာတကယ် quality player တွေဖြစ်တဲ့မိုဟာမက်ဆာလတ်တစ်ဖက်က Arsenal တင်းနဲ့ထိတိုက်တွေ့တဲ့အနေအထားမှာကျွန်တော်ဘူဂိုယိုဆာကာတို့ကိုကောင်းကောင်း control လုပ်ကစားနိုင်ခဲ့တယ်လို့ခြေစွမ်းပြခဲ့တဲ့ဂျိုမန်ဒက်စ်ကလက်ရှိကျွန်တော်တို့ဒါစပိန်တင်းနဲ့ပွဲစဉ်မှာလည်းအာတကယ်ကိုကျွန်တော်တို့ world class player ဖြစ်တဲ့ Lamine ကိုအကောင်းဆုံး control လုပ်သွားနိုင်ခဲ့တယ်လို့ဒါ Lamine ကိုကြော်ဖြတ်ပြီးတော့မှစပိန်တင်းရဲ့ခံစစ်ကိုတော့သူတောက်လျှောက်ထိုးပေါက်နိုင်တဲ့အခြေအနေတွေတည်းဂျိုမန်ဒက်ကအာကျွန်တော် performance ကောင်းပြနိုင်ခဲ့တယ်အဲဒါပြင်ကျွန်တော် လိုအပ်တဲ့အာကျွန်တော်ခြေပါကိုလည်းဂျိုးမန်တက်ရဲ့အာကျွန်တော်တို့ဒါဒီတကူတော်စွမ်းဆောင်ကြီးကပဲကျွန်တော်တို့ခြေပါကိုရခဲ့တာဖြစ်တယ်လို့ဒါခရစ်စတီယိုရိုနယ်ဒိုအာပိုက်ပိုက်သွင်းခဲ့တယ်ပေါ့လေဒါဒုတိယမြောက်ခြေပါကိုဆိုရင်လည်းအာဂျိုးမန်တက်ရဲ့ ဒီ frozen ပေါ့လေ funny ပေးဖို့မှုကနေပဲအာကျွန်တော် crystal ron တို့ကအပြင်းပိတ်သွင်းခဲ့လို့ကျွန်တော်တို့ဒါထူးထူး draw ဖြစ်ခဲ့တာဆိုတော့ဒီနေ့ပွဲရဲ့အာကျွန်တော်ဒါ the bad player ကတော့အကျိုးမှတာ ဖြစ်ခဲ့တယ်ဆိုတော့ဒီကစားသမားတော်တော်လေးကောင်းတယ်တခြားကစားသမားတွေကတော့ဒီလောက်ကြီးပြောစရာမရှိပါနဲ့လို့ ကျွန်တော်တို့ဒါနီးပြကပါလေဒီအဓိကတော့ကျွန်တော်တို့အာဒါလောက်တို့ကိုထုတ်တုံမသွားပဲနဲ့အာကျွန်တော်တို့ဂျောင်းနာဘတ်တို့ကိုထည့်သုံးသွားတယ်ဆိုတော့သူ့အနေနဲ့ကတော့ဒါကျွန်တော်တို့ယုံကြည်မှုရဒါလောက်တို့အပေါ်မှာနည်းတယ်လို့ကျွန်တော်ကယူဆတယ်ဒီနေ့ပွဲမှာဒါကျွန်တော်ခရစ်စတယ်ရိုနယ်ဒိုကိုကျွန်တော်တို့အင်ဂျူတီဖြစ်သွားလို့အာကျွန်တော်တို့ဒီနားခဲ့ရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့အသင်းကစားသမားတွေကဖီနလီအဆုံးဖြတ်မှာအကောင်းဆုံး finisher အဆုံးတတ်နိုင်ခဲ့တယ်ဆိုတော့ Spain အသင်းကတော့ဒါ အဓိကပေါ့လေကျွန်တော်နီကိုဝီလီယံနဲ့တစ်ဖက်ကလာမရမယ်ကျွန်တော်တို့ထိန်းချုပ်ခံထားရတဲ့အခြေအနေမှာဒီဘလုံးမ site တွေကအလုံးမလုံးတဲ့အနေထားမှာသူတို့အနေနဲ့အာကျွန်တော် chance တွေ position ပေးရ chance တွေရတယ်ဒါပေမဲ့လို့ ဒီပေါ်တူဂီသင်းရဲ့ box ထဲမှာကိုရနိုင်ချင်းရှိတဲ့ expert တ်ဂိုးတွေဘလုံးမမဖန်သေးနိုင်ခဲ့ဘူးကျွန်တော် area ထိတ်ကနေအပြင်ပိတ်သွင်းတာဆိုတော့ရသွားတဲ့အတွင်းဂိုးတွေကိုပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ပေါ်တူဂီသင်းရဲ့ခန်းစစ် error အကြောင်းမို့လို့အာကျွန်တော်တို့ဒီ rindy ကနေတစ်ဖက်ကဂျောင်းနာဘတ်အဲ့နားလည်းမလွဲတဲ့အခြေအနေမှာကျွန်တော်တို့ဇိုဝါမန်ဒီပိတ်သွင်းလို့ဒါဥဆောင်ကိုရတာဆိုတော့ စပိုင်တဲ့အစပွဲမှုကောင်းတယ်ကျွန်တော်ပြောစရာမလိုဘူးဒါပေမဲ့လို့တိုက်စစ်မှာတော့ပြောစရာအခြေအနေဖြစ်တယ်အာကျွန်တော်မိုရာထာအာဝင်လာတဲ့အခြေအနေဟာပို့ပြီးတော့မှတိုက်စစ်ပြော့သွားတာဖြစ်တယ်လို့နီးပြအနေနဲ့ကကျွန်တော်တို့ခန်စစ် position မှာ right back မှာပေါ့လေကျွန်တော်တို့ဒါ fat photo ကိုအစိုးရတဲ့ထည့်ရမယ်အနေထားမှာနောက်ကျပြီးထည့်တာလေအသေးရ overload ထပ်ပြီးတော့မှကျွန်တော်တို့အထူးသဖြင့်တော့ပေါ့လေဒါ fat photo ဒါစောစောတိုင်းကပါလာခဲ့မယ်ဆိုရင်လာမယာမေကိုကျွန်တော် overload ထပ်ပြီးတော့ထောက်နိုင်တဲ့အခြေအနေ အဲဒီအခြေအနေတွေအများကြီးဖန်တီးနိုင်ရောလမရမယ်ကျွန်တော်ပို့ပြီးတော့ခြောက်မဲ့အနေထားမှာအာဒီနောက်ကြမှာဒီပြကထည့်ခဲ့တဲ့တော့ကျွန်တော်စပိန်သင်းနဲ့နာခဲ့တယ်လို့ပြောရမှာဖြစ်တယ်တစ်ဖက်ကတော့ကျွန်တော်ဒါကျွန်တော်တို့ ဒီပေါ့လေအာကျွန်တော်တို့ဒီ match ကိုကြည့်ရလားတို့တာဝန်ချေခဲ့တယ်အဲ့ဒီ site ကကျွန်တော်တို့ဒါ portuguese ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတော့ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့ထိုက်ထိုက်တန်တန်နဲ့ပဲ portuguese ကကျွန်တော်တို့အချိန်ပေါ်ထိဆွဲသွားနိုင်ခဲ့တယ် penalty အဆုံးဖြတ်မှာဒါကျွန်တော်တို့ဒီကစားသမားတွေအားလုံး penalty ဝင်ခဲ့တယ်တစ်ဖက်က spain တင်းရဲ့ကစားသမားဖြစ်တဲ့ morata penalty လွဲခဲ့တဲ့အချိန်တွေကြောင့်မလို့ဒီ portuguese ကပေါ့လေဒါအတင်းရဲ့ကစားသမားဖြစ်တဲ့ cristiano ronaldo အနားမယူခင်အချိန်မှာပဲသူ့အတွက်ကျွန်တော်တို့ဒါ super league နဲ့ကျွန်တော်တို့ဒီအောင်မြင်မှုယူနိုင်ခဲ့တယ် ယ်ဒါပြင်ကျွန်တော်2019နောက်ပိုင်းမှာပြန်ပြီးတော့မှဆူပလာပြန်ရခဲ့တာဖြစ်သလိုခရစ္စတီယာရိုနာဒိုအတွက်တော့နိုင်ငံတင်းတွက်ကျွန်တော်တို့ဒါဥရောပဆူပလာ3ခုမြောက်ရနိုင်ခဲ့တာဖြစ်ပြီးတော့မှရခဲ့တာဖြစ်ပြီးတော့မှလက်ရှိချန်ပီယံစပိန်ကတော့ဒါကျွန်တော်တို့နှစ်ကြိမ်ဆက်ရမယ့်အခွင့်အရေးကနေပလက်တီအဆုံးဖြတ်မှာမိုရာတာရဲ့အဆုံးတက်ပိုင်းအားနေခဲ့တဲ့အခြေအနေကြောင့်မို့လို့ကျွန်တော်တို့ဒါဒီပေါ်တူဂီကိုယ်တိုင်ပုတ်ထုတ်တဲ့အနေအထားကြောင့်မို့လို့အာလက်ရှိဗောလိချန်ပီယံကိုဒါပေါ်တူဂီအသင်းကိုလွှဲပြောင်းပေးရတဲ့အခြေအနေလည်းဖြစ်တယ်ဆိုတော့ပေါ်တူဂီအသင်းနဲ့စပိန်အသင်းကကျွန်တော်ထိတိုက်တွေ့ဆုံတဲ့အချိန်တိုင်းမှာတကယ် striker ဖြစ်ခဲ့တဲ့ဇီ ီစီ draw ကြတယ်1 1 draw ကြတယ်3 3 draw ကြတယ်ဆိုတော့ဟိုပွဲအဖြစ်တော့ဗောလေထိုတက်လေးအဖြစ်တော့စပိန်ကအသာစီးမရနိုင်တဲ့အခြေအနေကနေဒီနေ့ပွဲမှာလဲကျွန်တော်တို့ဒါပေါ်တူဂီအရင်နေပြီးတော့ဒုတိယစုနဲ့ဒါကျင်းတက်ခဲ့ရဗောလေဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်